ကဲအားလုံးပဲမင်္ဂလာပါအဲ့ဒီတော့ဒီမနက်ကတော့ဇင်မာအောင်ရဲ့စကားလေးတွေကိုကျွန်တော်က reaction လုပ်သွားမှာဖြစ်ပါတယ်အဲ့တော့အန်ယူဂျီအစိုးရကြီးကလေလိုင်းကြားကနေပြီးတော့တိဆောက်ထားတဲ့အစိုးရကြီးကဘဲစီကိုမျော်ပြီးဘဲဝဲကဘဲတောင်ကန်းကန်းအမယ်မသိတဲ့အန်ယူဂျီအစိုးရကြီးကတခင်ပြောက်နေတဲ့ DOG လေးလို့ဘသူကိုတခင်ခေါ်လို့ခေါ်မှမသိတဲ့ အန်ယူဂျီအစိုးရကြီးထဲမှာရှိတဲ့နော်ဇင်မာအောင်ရဲ့စကားလေးတွေကို reaction လုပ်သွားမှာဖြစ်ပါတယ်အဲ့တော့ဇင်မာအောင်ဘာပြောလဲကျွန်တော်တို့ခွန်ကျဲသည်ကျွန်တော်တို့ဆွေးနွေးကြရအောင်ဒီရွေးကောက်ပွဲဟာအအဖြစ်မဟုတ်ဘူးဆိုတဲ့ကိစ္စတစ်ချက်ပေါ့နော်ရွေးကောက်ပွဲကအပြည့်မဟုတ်ဘူးတဲ့နော်ဘာဖြစ်လို့မဟုတ်တာလဲသူတို့ ဒေါ်အောင်ဆန်းစုကြည်နဲ့အပေါင်းပါတွေကဒီမိုကရေစီအကြောင်းထက်ခါတရလဲပြောနေကြတဲ့သူတွေမဟုတ်ဘူးလားဒီမိုကရေစီရဲ့အနှစ်သာရကပြည်သူကိုယ်စားအလုပ်လုပ်ဖို့ကိုယ်စားလှယ်ရှာဖွေတာမဟုတ်ဘူးလားဒါဆိုရင်ရွေးကောက်ပွဲကိုယ်စားလှယ်ရှာဖွေတဲ့ပွဲဟာဒီမိုကရေစီရဲ့အနှစ်သာရရအရေးကြီးတဲ့အခက်ခဏမှာရှိနေတာမဟုတ်ဘူးလားဒါကအဖြေမဟုတ်ဘူးလားမြန်မာနိုင်ငံဒီဒီမိုကရေစီနိုင်ငံလေး ဒီမိုကရေစီရဲ့အနှစ်သာရဖြစ်တဲ့ပြည်သူအကျိုးပြုမဲ့ကိုယ်စားလှယ်တွေရွေးဖို့အတွက်ကိုရွေးကောက်ပွဲရအဓိကကြတာလေအဲ့ဒါရွေးကောက်ပွဲရအဖြေမဟုတ်လို့ဘာအဖြေလဲဗျခင်ဗျားတို့တွေနည်းနည်းလေးခေါ်လေးပါလေးတုံးပြီးတော့စကားပြောကြအောင်ခင်ဗျားတို့သိတဲ့ဒီမိုကရေစီကဘာဒီမိုကရေစီလဲကျွန်တော်မေးချင်တာဟုတ်ပြီခင်ဗျားတို့ပြီပြောကြအောင်မယ်ခင်ဗျားတို့အနည်းပဲချမ်းရလူတွေဘာပြောမလဲဟမ်ဒီရွေးကောက်ပွဲရပြည်သူပြည်သူတို့ထပ်ပေါ့မဟုတ်ဘူးစစ်တပ်တို့ထပ်ပေါ့ဆိုပြောအောင်မယ် စစ်တပ်ကဘယ်ကိုထွက်ပါခင်ဗျားတို့သိသွားလဲစစ်တပ်ဆိုတာရှိနေမှာမြန်မာနိုင်ငံမှာဘယ်ကိုထွက်ကမှာလဲစစ်တပ်ဘားတဲ့ကိုဘာကိစ္စသွားမှာလဲဘားတဲ့လည်းပြန်စရာမလိုဘူးဂိုဘတ်တူဘားတဲ့လည်းမပြောနဲ့ခင်ဗျားတို့အရေးကြီးကြီးလို့ရှိရင်ဘားတဲ့ပြန်မယ်ခင်ဗျားတို့ဂိုဘတ်တူဘားတဲ့ဖြစ်စေခြင်းခင်ဗျားတို့ဒီမိုကရေစီပုံစံဘောင်းဆောင်ခင်ဗျားတို့လိမ့်လာဒီ၂၀၈ထဲမှာပါတဲ့ဒီမိုကရေစီကိုခင်ဗျားတို့လိမ့်လာလေတမ်မတော်ကဘယ်မှသွားစမလို့ဘူးတမ်မတော်ကအရင်မြန်မာနိုင်ငံစပြီး1948ဒီဇင်ဘာ20ကိုစတိဆောက်တဲ့က ဘီအိုင်စဖို့တဲ့တက်မတော်ကဒီတိုင်းရှိနေမှာတက်မတော်ထွက်ပေါင်းမဟုတ်ဘူးတက်မတော်မှာမြေကြီးရှိတယ်စားစရာသိတယ်ကြက်ချံဝက်ချံငါးကံနွားချံနော်အကုန်ရှိတယ်စိုက်စားလို့လဲရတယ်မွေးစားလို့လဲရတယ်သူ့မှာစစ်လက်နက်ပစ္စည်းတွေရုရှားရောင်းအကုန်ရောင်းပြီးတော့စီးဝါရှာစားနေတာတက်မတော်ကဘဲမှထွက်စရာမလိုဘူးတက်မတော်ကဒုက္ခရောက်စရာမလိုဘူးခင်ဗျားတို့ပြည်သူတွေပဲဒုက္ခရောက်နေတာစစ်သားတွေလမ်းကမ်းတွေမှာသွားကြည့်လိုက်ဟိုမှာ ူကသူကြက်ချံဝက်ချံနေမှာကြက်ဥတွေနေမှာတချက်သွားကြည့်လိုက်အောင်ခင်ဗျားတို့ပြန်ဘရိုကထွက်ပေါ်မဟုတ်ဘူးဒါကခင်ဗျားတို့ပြည်သူတွေဒုက္ခရောက်နေတာပြန်ဘရိုဒုက္ခရောက်နေတာမဟုတ်ဘူးစစ်တီတွေဒုက္ခရောက်နေတာမဟုတ်ခင်ဗျားတို့ပြည်သူတွေဒုက္ခရောက်နေတာအယက်သားစုကပြန်ပေါ်လာပြီးတော့မှပြည်သူတွေရဲ့အလုပ်ကိုတရားဝင်အယက်သားစုကနေပြန်လုကမှာဒါဆိုပြည်သူတွေရဲ့ထွက်ပေါ်မဟုတ်လို့ဘသူထွက်ပေါ်လဲရုပ်ောက်ပွဲရုပ်ောက်ပွဲကပြည်သူတွေရဲ့အဖြစ်မဟုတ်လို့ဘသူရဲ့အဖြစ်လဲ နိုင်ငံရဲ့အဖြစ်မဟုတ်လို့ဘသူရဲ့အဖြစ်လဲခမရကခမရတို့ကကြက်မပြည့်တဲ့ဇကားတွေပြောပြီးတော့ဘူမတိကိုမတိတဲ့ပြည်သူတွေကိုခမရတို့ကဒုက္ခရောက်ခမရတို့ကလုံနေတာခမရတို့ကလေလိုင်းကြကလူတက်သမားတွေကဲဇင်မာအောင်ဖာစုကြီးရဲ့တမိဇင်မာအောင်ရဲ့ဇကားဖာမလေးဖာမလေးဇကားဘာတွေထက်ကြားလဲသူတို့ထက်နားထောင်ကြည့်အောင်အဲဒီအာဆီယံနိုင်ငံတွေကိုရောအင်္ဂလိပ်နိုင်ငံတွေကို ကမ္ဘာနိုင်ငံတွေကလည်းဒီအတိုင်းပဲဒီမိတွေ့တဲ့ခါမှာလည်းဒီအတိုင်းပဲကျမတို့တွေမျှဝေခဲ့တာလေရှိတယ်ပေါ့အဲ့ဒါနို့နို့တို့ပြောတာလေနို့လက်မခံဘူးနို့တို့ပြောတာလေငါတို့လက်ခံတယ်ငါတို့ပြည်တွင်းထဲမှာနေရတဲ့သူတွေငါတို့လက်ခံတယ်လက်ခံလို့လေအကုန်လုံးကြောင်းနေတဲ့အကုန်လုံးရုံးနေစီရီယာနေလည်းအကုန်လုံးပြန်ဝင်လာကြပြီအကုန်လုံးကြောင်းနေပြန်တက်ပြီအကုန်လုံးစီဗီဝါပြောနေပြီအကုန်လုံးမြေတွေအကုန်လုံးပြန်သိမ်းပြီးသွားပြီဘယ်သူဘယ်ဘယ်ပြည်သူမှမစုဘူးမတောင်းကျမ်းတော့ဘူးနော်ရှမ်းမြောက်လည်းသိမ်းပြီးသွားပြီတပုန်နီရဆနတ်ဆကနဲ့ဘောလာမနေတာဟိုညီတို့ကဟိုကွက်ကွက်လေး နေစရာတော့မရှိတဲ့အဆိုးရအများကျမတို့ကဘာပတ်ပြီးတော့ဓာရီကိုတရားမဝင်ပါဘူးရှောက်ပြောရှောက်ပြောကဘာပတ်ပြီးရှောက်ပြောတော့ဘာထူးလဲငါတို့မြန်မာနိုင်ငံမြန်မာတပ်မတော်ဥဆောင်ဦးအများနဲ့ရွေးခဲ့တာညီတို့ဖာသင်မစုကြည်စီဝါရေးပိတ်ဆို့ကားတွေကတပ်မတော်ထီထီတိဆောက်ခဲ့ရတာဘယ်သူ့ကိုဆောက်ယူဆောက်ယူဆက်ရမှာဘယ်နိုင်ငံကိုဆောက်ယူဆက်ရမှာလဲဟွန်းငါတို့ကမိတ်ဆွေရင်းချာကြီးရုရှားတို့လိုနိုင်ငံတွေရှိတာပြီးတာဘယ်သူမှဆောက်ယူဆက်ကြမလို့တတိရှိစစ်ပါတိုက်လို့ရတယ် တတိယစစ်ဘာတက်လျက်တယ်ဘယ်နိုင်ငံကစောက်ကူဆိုင်ရမလို့မင်းတို့ကတော့ရှောက်ပြီးတော့နိုင်ငံတွေရှောက်ပြောနေတာဘယ်နိုင်ငံကကူညီခဲ့တာမလို့ရုရှားကလည်းဘယ်နိုင်ငံကကောင်းကောင်းကတော့ကူညီခဲ့တာမဟုတ်ဘူးငါတို့အခုလိုကောင်းကောင်းကနေရတာရုရှားပဲအဓိကဦးဆောင်ဦးဆောင်ပြီးတော့ငါတို့ကူညီခဲ့တာမင်းတို့ကြိုက်တဲ့နိုင်ငံသွားလေအဲ့ဒါနင်တို့ကိစ္စလေငါတို့ကိစ္စမဟုတ်ဘူးတော်ဒုတိယချက်ကစစ်ကောင်စီမှာရွေးကောက်ပွဲလုပ်ဖို့အခွင့်အရေးမရှိဘူးဘယ်သူပြောလဲမရှိဘူးလို့ဘယ်ဥပဒေမှာပြဋ္ဌာန်းတာလဲပြော ကုလသမဂ္ဂပြည်ညင်မှာပြဋ္ဌာန်းတာလားအာဆီယံပြည်ညင်မှာပြဋ္ဌာန်းတာလားဟမ်ဘယ်ပြည်ညင်မှာပြဋ္ဌာန်းတာလဲစစ်ကောင်စီမှာရုပ်ောက်ပွဲကျင်းပဝင်မရှိဘူးလို့ဘယ်လိုညံရင်ညံသွင်းနေပြောတာလဲဥရောပတွေအာဖရိကတွေမှာဂါဂါနာတို့ဟိုဘက်ကအမစစ်အုပ်ချုပ်ရေးနိုင်ငံတွေရှိတယ်အဲ့ဒီနိုင်ငံတွေစစ်အာဏာသိမ်းတော့ဘာသူဘာပြောလို့ရတယ်ဟမ်အာဖရိကကဘာပြောလို့ရတယ် အစိုးနိုင်ငံတွေလည်းဒီလိုပဲစစ်တပ်အာဏာထဲမှာထိုင်းနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းတယ်သိမ်းပြီးတော့ရွေးကောက်ဝဲပြကြေးပါတယ်ဘယ်ဥပဒေမှာပါတယ်စစ်တပ်ကရွေးကောက်ဝဲပြကြေးဝါခွင့်မရှိတာတို့ဘာလို့ဘယ်ဥပဒေမှာပါတယ်ပြောကုလသမဂ္ဂဗြိတိညင်မှာပါလားအာဆီယံဗြိတိညင်မှာပါလားရှောက်ပြောမနေနဲ့နင်တို့ပါဇက်ထဲမှာနင်တို့ပြောကြတာတွေပြောနေတာတရားဝင်မှုလည်းမရှိပါဘူးတရားဝင်တာပေါ့တရားဝင်လို့လေကဘာမှာ theory တွေရှိထားတယ်ဒီဖက်တိုဒီဂျူရီဂါဗာမန့်ဆိုတာမကြဘူးလားဖာတယ်မဟမ် နင်နင်တို့နင်တို့ကပြောတော့အန်ယူဂျီအစိုးရဆိုအစိုးရလုံမဲ့သူတွေကဒီဗက်တို့ဒီဂျူလူရောနားမလဲဘူးလားဟမ်ဒီဗက်တို့ဒီဂျူလူရောနားမလဲတဲ့ပါသမားတွေကအစိုးရတက်လို့ချင်းသေးတယ်တရားဝင်လို့ပဲအခုကဘာစကားပေါင်းနေတာပေါ့ဟိုနိုင်ငံအဖိတ်ဒီနိုင်ငံအဖိတ်ဟိုနိုင်ငံသွားဒီနိုင်ငံသွားဟိုဆမ်းမစ်ကိုသွားဒီဆမ်းမစ်ကိုသွားနဲ့ဒီဗက်တို့ဒီဂျူလူကမှမဟုတ်လို့ကွန်စတီကျူရှင်နဲ့ကမှမဟုတ်လို့သွားလို့ရတာပေါ့ဖာမရဲ့နင်တို့ပြည်သူနားမလဲတဲ့ပြည်သူကိုပဲရှောက်ပြောဟုတ်ပြီလားဒါကနောက်တစ်ချက်ပေါ့နော် ဘာကြောင့်တရားဝင်မှုမရှိဘူးလဲဆိုတော့ဒီအဲစစ်ကောင်စီကအာဒါကျမတို့တွေဒီအကျန်းဖက်အတက်အဖြစ်နဲ့ရောပေါ့နော်အေးစစ်ကောင်စီကနင်တို့ကဒါပါဇက်ကအကျန်းဖက်တက်ပြောတာတရားဝင် စာထွက်ထားတာစစ်ကောင်စီကလူပဏျောက်တတ်ပါစေဆိုတရားဝင်ဘယ်နိုင်ငံမှစာမထွက်ထားဘူးအေးနီနို PDF နဲ့နီနို CNF တွေကတရားဝင်တတ်ထားပါတယ်ဆိုတော့မြန်မာနိုင်ငံမှာ2021ကနေစပြီးတရားဝင်တတ်ထားပါတယ်ဆိုတော့စာကို အမေရိကန်နိုင်ငံသားရေးဝင်ကြီးဌာနထွက်ထားတာနော်နို့လိပ်ပြာလုံးနော်နင်းနို့လင်းမျိုးရံတော်သိန်းကိုတိုင်နော်ငါတို့ဇင်မာအောင်ကိုတိုင်အမေရိကန်နိုင်ငံသားရေးဝင်ကြီးဌာနနဲ့ပတ်သက်ဆက်ဆက်နေတာကိုသူတို့ကအခုလုံးငါတို့ CNF PDF တွေလူတက်ပါတယ်ဆိုပြီးကြီးညာစရာလားဆိုပြီးမျိုးရံတော်သိန်းကိုတိုင်လည်းပဲထပြီးတော့ပေါက်ကွဲပြီးထပြောထားတယ်နော်ကိုသိတာကိုရှိငါဒီငါနှိမ့်လေကြရင်ငါအဲ့ဒီဥစ္စာတဲမယ် အမေရိကန်နိုင်ငံသားဝင်ကြီးဌာနကိုစာထွက်ပေးထားတယ်2021ကနေစပြီးတော့ CIA နဲ့ PDF တွေကမြန်မာနိုင်ငံမှာလူမျိုးတုံးတက်ဖြတ်မှုလူတွေအများစုတေဆုံးအောင်လုပ်နေတဲ့တရားခံတွေဖြစ်ပါတယ်ဆိုပြီးတော့စာထွက်ရတယ်အဲ့ဒီဗီဒီယိုဖိုင်ကိုငါတင်မယ်နော်ဆောက်ရက်ကွဲပြီအော်ကျမတို့ညင်ညာထားတာဖြစ်တယ်နောက်ပြီးတော့ညို့ညင်ညာလို့မရဘူးညို့ညင်ညာညို့တရားဝင်ဖို့ပဲတဲ့ဘာကိုညင်ညာပါလဲ ဟုတ်မလဲပြောပြည်သူလူထုကိုရန်သူတပွဲပြုတ်မှုကြင့်ကြံနေတာဖြစ်တဲ့အတွက်အော်ပြည်သူကိုရန်သူလို့တပ်ဖွဲ့တာနင်တို့ကရန်သူလို့တတ်မှတ်နေတာနော်နင်တို့ကတော့ပြည်သူတွေကိုဟိုးဘောမလို့ရှိရင်ဒလန်နော်တမ်းမတော်ဘက်ကိုသွားနေဒလန်ဆိုပြီးနင်တို့ကလိုက်တက်နေတာနင်တို့ရံမပြုတ်တဲ့တရားစရာစရာနင်တို့ချိုးတယ်နင်တို့ကိုလည်းရံမပြုတ်တဲ့ဖရားတွေရစားဖျက်ဆီးတယ်နင်တို့ကိုရံသူတွေတိလရှင်နေဖုံးကြီးတွေအကုန်လုံးသူကသူအုတ်ချုပ်ရေးမှုလုပ်နေတဲ့ သူ့ရဲ့သူ့ရဲ့အတွက်လုံနေတဲ့အကျိုးရဲမှုတွေအစားနေလို့တက်တယ်နင်းတို့လူနင်းတို့ကမှတကယ်ပြည်သူရံမှုနေတာနော်ပြည်သူကိုဓမြတက်နေတာပြည်သူတွေကိုပြန်မေးဆွမ်းတာဖះရွှေတွေခွာနေတာနင်းတို့ကမှတဆဲ့နော်ဟိုကတက်မတော်ဆိုတာဒီဖက်ရိုဒီဂျူရီဂါဗာမန့်တပုံရှိတပုံတွေကိုတနက်နဲ့ပြစ်မယ်တပုံတွေကိုဘုံချမယ်အဲ့ဒီနေ့မှာတပုံကိုအားပေးပြီးတပုံနဲ့အတူနေလို့ရှိရင်အဲ့ဒါတပုံစင်းမယ်တပုံဝင်နေ အဲ့တော့လက်နဲ့ချတဲ့ချိန်ဘုံချတဲ့ချိန်မှာတေးတာဆန်းသလားတပုံနဲ့ကနေပြီးတေးတဲ့သူကပြည်သူမဟုတ်ဘူးပြည်သူမဟုတ်ဘူးရှင်းနေနော်ဒီမှာတရားဝင်အစိုးရကြီးမို့လို့ကဘာကြီးကလာလာပြီးတော့ဟိုမှာအမေရိကန်သမ္မတကြီးကိုယ်တိုင်အခုကိစ္စတွေစာပို့တာလေနင်းဆောက်ရမရှိဘူးလားဟမ်မြန်မာနိုင်ငံရဲ့နတ်ဆက်ကအစိုးရကြီးကိုအခုဘလောက်ရာခိုင်နှုန်းမှာဗါလေ17ရာခိုင်လောက်မသိဘူးပြောတာနော်အဲ့ဒါနတ်ဆက်ကအစိုးရနေပြီးတော့မြန်မာနိုင်ငံကငလိနေလဲလုတ်ခဲ့တယ်စစ်ပွဲတွေလဲဖိတာမဟုတ်ဘလောက်တော့ တတ်မှတ်ပေးပါဆိုပြီးလက်မှတ်ကြီးထိုးပြီးတော့စာပြန်လာတာဒေါ်နေထွန်းယူနင်တို့စောက်ရှက်မရှိဘူးလားဟင်စောက်ရှက်မရှိဘူးလားဒေါ်နေရကိုယ်တိုင်ကာကြောက်ရှိဦးစာပို့လာတာလေဒီဘက်တို့ဒီဂျူရီဆိုရဟွန်းချုံတုံတုံနဲ့ဖာမလေးအဲ့လိုရှိခဲ့ဗျာနော်အဲ့တော့သူတို့ကသူတို့ပြောတဲ့စကားမှန်စရာကျွန်တော်တို့မှခြေပစရာတွေအပြည့်ရှိတယ်အဲ့ဒါဘာဖြစ်လို့လဲကျွန်တော်ကဥပဒေနဲ့ညီဒီဘက်တို့ဒီဂျူရီ government ဖြစ်တဲ့ constitution နဲ့ government ဖြစ်တဲ့အတွက်ကြောင့် တို့ပြောတဲ့စကားမှန်မြောက်ကျွန်တော်ဘက်မှာခြေပစံရှိတယ်ဒါတော့ကျွန်တော်ဆိုတဲ့ကောင်ဘာမှမဟုတ်တဲ့ကောင်တော့ခြေပနိုင်တယ်ဆိုရင်ခင်ဗျားတို့တက်မတော်အစိုးရကအစိုးရ level ဆိုခင်ဗျားတို့ယူခါသွားလိမ့်မယ်ယူခါသွားလိမ့်မယ်ဟုတ်ပြီလားအေးတက်မတော်ကလူတက်လားမတက်လားတော့မသိဘူးနော်နေ့လည်းကြားလို့ရှိရင်မင်းတို့ P PDF နဲ့ CNF တွေလူအများဆုံးတက်တယ်ဆိုတာအမေရိကန်ကကြေညာထားတဲ့စာကိုငါနေ့လည်းကြားရင်ဗီဒီယိုဖိုင်အနေနဲ့တင်ပေးမယ်ကဲကျေးဇူးပြုပြီးတော့ဒါကိုကြည့်တဲ့သူတိုင်းသူတိုင်း like ပေးပါ subscribe ပေးပါ comment မှာတခုခုရေးသွားပါနော် share သွားကြပါခင်ဗျားတို့ share ခင်ဗျားတို့ like မှသာလင်ခင်ဗျားတို့ like ပေးမှသာလင်အချိန်နဲ့တပြေးညီဒီ internet ကနေပြီးတော့တနိုင်ငံလုံးဖြန့်မိပါဖြစ်ပါတယ်ခင်ဗျားတို့တကူအောင်ဆံပြီးကိုတယောက်တည်းတီးကိုမကြိုးစားပါနဲ့နိုင်ငံသားစိတ်တဲ့မွေးပါတနိုင်ငံလုံးတီးအောင်ဝေမျှအောင်လို့ခင်ဗျားတို့လူတိုင်းလူတိုင်း like ပေးပါ comment ပေးပါ share ပေးပါလို့ပြောချင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်မဟာဗမာချင်းကြော်လေပါ